ားလုံးလက်ခံပေးထားတယ်ထိုင်းနိုင်ငံပြီးရင်တောင်ကျသူတွေတင်လက်ခံတာပေါ့အဲတောင်ကျသူတွေကိုဆက်ပြီးတော့ရှင်းတမ်းအောင်လို့အဲတောင်ကျသူတွေရောင်းဝယ်ရှာတာတွေနဲ့ပတ်သက်ပြီးတော့ကူညီအားပေးထားတယ်အခုဆိုရုပ်ရှင်တွေပြပြီးတော့မှာဘောမတွေရက်ကွက်ကထလောင်းနေကြတာအဲ့ဒီထလောင်းနေတဲ့အထက်မှာနော်တက်ကုန်းဒဇင်ဦးဘလို့လောင်နေဆိုတာတစ်ချက်ကြည့်ပါပါအင်းချင်းနိုင်ငံဖြစ်ပြီးတော့အင်းကြီးချင်းကောင်မပီတာတဲ့ထိုင်းနိုင်ငံရဲ့လုပ်ရက်တွေကိုကျွန်တော်တို့ရှုံချပါတယ်ဖြစ်နိုင်တယ်ကျွန်မဆိုင်မကံပြောကိုဆန်းလာပြကြတယ်ရအမေချာ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 လာထိုင်းနိုင်ငံလာပြလာအားလုံးပဲမင်္ဂလာပါခင်ဗျာ ဒီနေ့ကျွန်တော်တို့တင်ဆက်မယ့်အကြောင်းအရာကတော့တော်လန်ရေးရံမှုငွေပွဲကြောင့်ဘောမရီဘလိုလောင်ကျွမ်းနေလဲဆိုတာပါပဲ။ဒရိုက်တာကိုပေါ့နဲ့မင်းမော်ကွန်းတို့ရဲ့ပြုံးပြုံးလေးရုပ်ရှင်ကိုမဲဆောက်မှာပြသပြီးငွေဦးအတွက်ရံပုံငွေရရှိခဲ့တဲ့အပေါ်စစ်တပ် lobby တစင်ဦးကထိုင်းနိုင်ငံကိုပါဆန္ဒပြမယ်အထိပြင်းပြင်းထန်ထန်ထွက်ပြောလာပါတယ်။ကိုစီရဲ့ဗီဒီယိုမှာတော့ဒီပြပွဲရဲ့ရည်ရွယ်ချက်ရံပုံငွေရရှိမှုနဲ့တစင်ဦးရဲ့ရုပ်တံထဲမှာဘဲချက်တွေကစစ်တပ်ထောက်ခံသူတွေကိုဒေါသထွက်စေလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။ ဘောမရီရဲ့လောင်ချက်ကိုတည်တည်ချာချာနားဆင်သုံးသပ်ကြည့်ရအောင်ပါကဲဒါဆိုရင်ဒီဖြစ်ရက်နဲ့ပတ်သက်ပြီးခမားတို့ရဲ့အမြင်တွေကိုမျှဝေရင်းအဆုံးထိ နားဆင်ဝေဖန် သုံးသပ်ပေးပါအောင်ခမားပြုံးလေးရုပ်ရှင်ကအဲ့ဒီရုပ်ရှင်ကားကိုအခုလက်ရှိခိုင်းနိုင်ငံမှာပြသနေတယ်နော်ဒါမဲ့စက်တလပိုင်း23ရက်နေ့မှာစမှုပကံမှာပြမဲဆောင်မှာပြခဲ့ကြပြီအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဘောမရီရောက်ကကထတ်လောင်နေကြတယ်အဲ့ဒီထတ်လောင်နေတဲ့အထက်မှာနော်တက်ကုန်းဒဇင်ဦးဘယ်လိုလောင်လဲဆိုတာတစ်ချက်ကြည့်ပါ 我家庭老婆婆那边产业那边比较比较比较钱的起、嗯嗯 uh, 的，那话你说了，咱们农民那个是农业嘛，呃，做产业的什么不干，不者什么不干啊？呃，把老妹做个钱的，搞一家古堡嘛，一家古堡，谁古海的，对，呃，你莫讲个巴乌，还的，差多钱，就买点钱，的，用上他的，对不对？呃，就那多比较快呢，起码是说单农民人的，喏，一说人家讲用点钱，是不是？正常些嘞，还呃，这个父母过年给你立下了一个用的好的，千万莫的。 现在嘛，没上嘛，都罗提前变比较多，比较多，都罗也能够让年轻人也挺爱。反正培养你嘛，店里头就慢慢培养，店员也固定，老板也慢慢认识，培你嘛咯。呃，你看那个什么白干嘛，都罗提高就业率，也培养嘛，培养都罗比较多。反正啊，他现在来，哎哟，你你你，方便先听嘛，你老问你没个来摆。我前面也做做流动营业，也专门的嘛，有淘宝部，对吧？淘也做，商家也做，中平也做，淘宝部也慢慢经营啊，生意也慢慢经营，慢慢经营。现那个啊，特别厉的长沙菜，哎，那个菜，那个菜，反正老老夫妻，现在吃老香，老香，反正买点东西，他也不会先听嘛。啊，我这边有皮皮牛，哪里办的嘛？湖南那边的炒牛炒啊，我这边有个皮皮鸭的，我那里的米菜，哎，都把都。 你看人的，我去晒一个，不到，你看人家的，我你看不，我去晒一个，不孬。我刚来苏州县，怎么没看人家那个？咱那个，当年都的。哦，那咱那个当年都有，走路人家的话，A 四六六嘞，多少人天天比他嘞？哎，这那个当年都有，本身会看年家话，A 四六，那看他是他的。你走路没看人家，走那实际看人家，人家一些行一些动作，看到咯。我那个也，你看我们东南方向那土下午到东南方向那土光光皮啊，的时候看人没操干，也比较火气，卖弄家都是太阳那边，哈，都是臭干巴巴的。而且买东还是买东西，人家都买各种时尚，有了东西都有补给不了嘛。喏，爱看人家爱干东西不过来搞搞那个一个，你看那个，那地没操干，那个气卖的，不老舒服。 တကယ်ရည်ရွယ်ပို့ပြဒီစီရီယမ်လောက်တဲ့သူတွေပေါ့နော်စီရီယမ်လောက်တဲ့သူတွေပြီးရင်နောက်ထပ်တစ်နိုင်ငံကိုထပ်ပြီးတော့ refugee အနေနဲ့ရှောက်ထားတဲ့သူတွေ၊ migrant တွေ၊ refugee တွေအဲ့ဒီအကောင်ဘောတခါလေတကယ်ရည်ရွယ်ပို့ပြချင်းမအောင်အောင်လားဆိုပြီးချင်းမိုင်းမှာတစ်ဆင့်နောက်ထပ်နိုင်ငံတိုင်းနိုင်ငံတွေကြားနိုင်ငံတွေကိုတွားပေါ့အဲ့လိုလုပ်ပြီးလာဆိုတော့ထဲနေကအဲ့လိုမျိုးအချင်းတိုင်းရှိတယ်ပြီးရင်ဒီမှာရည်ရွယ်တော့မထုတ်ဘူးအော်လက်ခံပေးထားပါတယ်ထဲနေညာအေးတောင်းရတွေလက်ခံတော့အဲတောင်းရတွေကိုဆက်ပြီးတော့ရှင်းတမ်းမှာလို့အဲတောင်းရတွေရောင်းဝေးချလာတယ်ဟာတက်ပြီးတော့ကုညီအားပေးထားတယ်အခုဆိုရွှေရှင်နေကြပြီးတော့မှာဟုတ်သူတို့စိတ်ထဲမှာလေစစ်တပ်ကဘာလုပ်လို့မှန်တယ်စစ်တပ်ကလူတက်လက်မှန်တယ်မီးရှို့လက်မှန်တယ်ဓမြတိုက်လက်မှန်တယ်မရင်းကျင်လက်မှန်တယ်အခုဒီဒီနေ့ခက်ဖြစ်နေတဲ့နိုင်ငံအခြေအနေကိုကြည့်လိုက်ပါအော်စစ်တပ်ကဘာလုပ်လို့မှားတယ်လို့မရတော့ဘူးလား ကျွန်တော်သိချင်ဟဲ့လားစစ်တပ်ကဘာလုပ်လို့မှန်တယ်ဒီစစ်တပ်ကိုစန့်ကျင်တဲ့လူပောက်ကိုအဖွဲ့စည်းမှန်တယ်များဒီတောင်ညာလူတွေအာဘာတွေညာတွေမျိုးစုံနဲ့တက်တယ်နော်အဲ့တော့ဒါကြီးကကိုယ့်ကိုပြောနေတဲ့စကားတော့စကားတခုဆိုတာတရားမျှတမှုရှိဖို့လိုအပ်တယ်လေအဲ့တော့လက်ရှိဒီနေ့ဖြစ်နေတဲ့နိုင်ငံရေးအခင်းကြီးမှာစစ်တပ်ကမှန်နေတာအမှားနေတာလားအဲ့တော့တောင်ညာလူဆိုတာဘာကိုပြောတာလဲတောင်ညာလူဆိုတာမင်းအောင်လားနော်လက်ရှိမြန်မာနိုင်ငံဘာဖြစ်နေလဲအေးချမ်းနေတာဒီပြည်လူတွေထဆန္ဒပြလို့တိုင်းပြည်ရောအခုလိုဆူရလားမင်းအောင်လည်းအာနာထပိတ်လို့အခုလိုဆူရလားမဲနေရမဲခိုးလဲဆိုတာခွေးစကားခွေးရောင်တဲ့စကားလူလဲလာဝင်မပြောနဲ့ နော် NLD ဆိုတာမဲခိုးမှနိုင်ရတဲ့ပါတီမဟုတ်ဘူးကိုပန်ဝင်းချင်းမှာမဲလိုက်ရင်မဲခိုးလဲဆိုရင်ကိုပန်ဝင်းချင်းမှာနေရင်ကျွန်တော်ရီချင်လုပ်လိုက်တဲ့ဗီဒီယိုဖိုင်ကဒီထိုင်းနိုင်ငံရောက်နေတဲ့နော်ညီကိုတယောက်ပြောသလိုပဲကိုပန်ဝင်းချင်းမှာပဲကိုအရင်မေးကြည့်အောင်2020မှာမဲပေးခဲ့တာနော်လူတွေလက်မေးကြည့်မဲပေးခဲ့တယ်ဆိုရင်ဘုဒ္ဓကိုပါတီကိုအားပေးခဲ့တယ်လက်မေးကြည့်ပါအဲ့တော့ NLD ဆိုတာမဲခိုးမှနိုင်ရတဲ့ပါတီမဟုတ်မြန်မာပြည်မှာမဲခိုးတာဘယ်လိုလဲဆိုတာခလေးရစာဖွင့်ဆောင်ပုံတည်အဲ့တော့တိုင်းပြည်ဟာဒီလိုအေးချမ်းနေတာဘယ်သူကတောင်းကျမ်းလိုက်လို့ဖြစ်တော့တာရှင်းရှင်းလင်းလင်း မင်းအောင်လိုက်တောင်းကျမ်းတို့တိုင်းပြည်လူဖြစ်တာလေအဲ့မြန်မာပြည်ကတောင်းကျမ်းလူဆိုတာဒီမခံနိုင်လို့ကိုယ့်ကိုပြန်လဲခုခံတဲ့ပြည်သူတွေကတောင်းကျမ်းလူလားဒီတိုင်းပြည်ဒီလိုဘွားရအောင်လုပ်တဲ့မင်းအောင်နိုင်ကတောင်းကျမ်းလူလားကိုလိုရကိုဆွဲပြောလို့မရဘူးလေဟုတ်တယ်မလားစကားတခုဆိုတာအဲ့တော့အဲ့တော့ထိုင်နိုင်ငံလူတွေကိုကျွန်တော်မေးချင်တယ်ပေါ့ထိုင်နိုင်ငံလူတွေများနေမေးချင်တယ်ကျွန်တော်ကတော့နားလည်တယ်မလဲလေဟိုတည့်ရသူတွေဒီဗီဒီယိုကပျက်ပြောပါဘာသာပြန်ပြီးကြကြပြမင်းအမေအမေသူသူဗီဒီယိုခင်တော့ပြအောင်အမေသူထင်တယ်သူ့ခေါ်ချနေတာဘာကြီးအောင်မေးတာမင်းကဟမ်တဇင်ဟုတ်ဟုတ်ပြောကြတယ်အခုမင်းထိုင်နိုင်ငံကိုဒေါ်လာပုံကံနဲ့သူတွေ แม่ท้ายสุยาแม่ท้ายไปยินกันหรอกูต้องมาปกันไม่ถือจะว่าเดี๋ยวมาในมาเนี่ยบ้านจะมาขอท้าเลยเขอไปกูมาไปใครเนี่ยเอาไปมาในกันบ้านนี้ นี่พี่ต้อยแม่ท้ายสุยาปกกันไอ้มาโกงกันไม่ถือไม่เดือดให้กูมาไปร้านเดียวกับคนรู้ที่มาสิงห์สุยาเพื่อนอกจาเดือดร้านกูมาไปเดือดทายสุยาปกันใา้สลายอย่าให้เอาไปมาในกันบ้างไอ้เส้นนี้สมชายเราขอท้าปีในม่ยากละยากละไปให้มาคลีสก้าดีกว่าเอ๊ะท้ายไหนกันสุดละกูนั่งชิดตอนไหนไอ้ยาสุกิวเล็กขันท้าเลยเนาะท่านเล็กขังท้าเลยไปท่าแต่ประตูปงเส้นลุ้นละส่วนลูกคุยยานะไมยานสุวแต่มันเดือดอยู่อารมณ์ดีทยไมท่ามันเล็กขันท้าเลยไปท่ายไหนกันตอนไหนกันเดบอรราเนี่ยไอ้ตอนไหนไอ้ยาสุกิวเล็กขันท้าเลยอ่ တကဘာလုံးကမင်းတို့စစ်တပ်ကိုလက်ခံနေပြီထိုင်းနိုင်ငံတနိုင်ငံနဲ့အဲ့ဒီတကဘာလုံးနဲ့ဆက်ကျင်ပြီးတော့တော်လိုင်းအင်အားစုတွေဘက်ကိုလက်ခံထားတာထားလို့ရတယ်အဲ့ဒါအဖြစ်အရှင်းနေတယ်တကဘာလုံးကမင်းတို့စစ်တပ်အာဏာလုတာအာဏာသိမ်းတာအကြမ်းဖက်တာလက်မခံဘူးလေလက်မခံတဲ့အတွက်ထိုင်းလဲတကဘာအများနည်းတူပဲသူလဲကုညီနိုင်ငံတော်ကုညီတယ်ဒီပြည်သူတွေကိုမင်းတို့ဘက်ကိုလည်းဖိမပက်တာဖိမပေးရလေဒါတော့မတတ်နိုင်တဲ့ထိုင်းနိုင်ငံအကျင့်မကောင်းတဲ့နိုင်ငံဆိုပြီးတော့ပြောရပေါ့โอเคโอเคကောင်းပြီမင်းရေးထားပါလားအဲ့တော့တော့ relation နဲ့တော့တိုင်းနိုင်ငံကတော့မင်းများကတော့ကံကောင်းတယ်။တော့ရောက်ရတော့ကောင်းပြီမှာ။အဲ့တော့တိုင်းနိုင်ငံကတော့ခေါ်လာခဲ့တာခေါ်လာခဲ့တာတော့မင်းမှာဘယ်လိုတော့မင်းမှာလဲမသိဘူး။ဟမ်။အာ တို့ထင်တယ်တို့တို့နိုင်ငံအဖအရင်းအောင်မိနေတယ်ဟမ်ဘယ်ရမကစီးမရှိကမ်းမရှိပေါ့လို့ပေးစားတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ဒုက္ခဘူးသူများနိုင်ငံကစီးနဲ့မူနဲ့မူဝါဒနဲ့တူပေါင်နဲ့သွားတာဟမ်မတူထိုင်ရလေလာမေးဦးမယ်မင်းတော့မေးဦးအဲ့ဒီကောင်မေးတယ်မသိချပါနဲ့နော်အဲကျွန်မလည်းဒီပွင့်ကြီးတက်နေတာထိုင်ရလူတွေနဲ့ကျွန်မတို့ရတယ်ပြည်ပြည်ကျွန်မမေးမှာအဲကျွန်တော်မေးမှာအဲ့ပြောလို့ဆိုအာမေးငါတို့ငါတို့နိုင်ငံတော်အစိုးရငါတို့နိုင်ငံတော်ဒေါ်လာပုံကန်တည်းရဲ့တူကြောင့်ငါတို့နိုင်ငံတွေမှာလက်ခံထားတာအဲ့ဆိုမင်းတို့နိုင်ငံတော်ဆိုတော့မင်းတို့မင်းအောင်နိုင်ရောငါတို့နိုင်ငံတော်အစိုးရကိုပုံကန်တော့မင်းတို့မင်းအောင်နိုင်ရောနိုင်ငံရဲ့အစိုးရကိုဘယ်လိုတတ်မှတ်ပေးတာလဲဟုတ်အကောင်းကြီးတော့ပါတော့ဒီဒီစစ်တပ်ကိုထောက်ခံနေတဲ့အတိုင်းဝန်ဒီဗီဒီယိုကြည့်ဝိုင်းတစ်ချက်တော့ပြောပြပါလား ကဘာလက်ခံပေးတာလားကဘာလက်ခံပေးတော့မှမင်းတို့အားပေးထောက်ခံနေတဲ့အခုတရုတ်နဲ့ရုရှားမြန်မာနိုင်ငံတရုတ်ရဲ့အစိုးရဟာမင်းအောင်နိုင်ခေါင်းဆောင်နဲ့အဖွဲ့ပါလို့လက်ခံပေးထားတာလားမင်းအောင်နိုင်ကိုစစ်တပ်ခေါင်းဆောင်တရုတ်အနေနဲ့လက်ခံတာလားမင်းတို့ကအားပေးထောက်ခံတဲ့တိုင်းပြည်တရုတ်နဲ့ရုရှားတောင်မှမြန်မာနိုင်ငံတရုတ်ရဲ့အစိုးရလို့အတိမတ်မပြုလာတော့မင်းတို့ဘက်ကနေလို့အချက်မရှိကျွန်တော်တို့နိုင်ငံကယ်ဝင်ဆွေးရပတ်တိုင်းဟာဒါတိလားကျွန်တော်တို့နိုင်ငံမှာလက်ခံထားပေး ့ကောင်စိတ်တော့တုံးတဲ့ဘက်ကတော့ထပ်ထုံးတဲ့ကြီးနဲ့ပဲဆောက်ပြီးနေနေငါတို့လက်ခံထားပြီးလိုက်မယ်။ဟုတ်ကဲ့သူအမေတို့ထိုင်းပတ်ငွေတွေတန်းတဲ့ချီပြီးတော့ပဲယူလာယူပါတော့ငါတို့ဘာတွေမှလက်ခံထားပြီးလိုက်မယ်။တွေ့ပါစားမျိုး AC ထားပြီးထားမယ်။ပြီးရင် तू စိတ်ကြလို့အဲ့ပါထိုင်းနိုင်ငံကြီးမတိမနေဖြစ်အောင်ထိုင်းနိုင်ငံကြီးချိန်ပင်းရဲ့ထိုင်းဆိုရရီတို့တော်မပုံကမဲ့တို့တွေကသူဘာတွေပဲပြောနေပါနေဘာလို့လဲကွန်မန်းပေးနေပြီးငါတို့အစ်စ်တို့ထားလာမယ်ဆောက်ပြီးထားလိုက်မယ်ဆိုရင်ငါတို့လက်ခံပါလားထိုင်းတွေလက်ခံပါလား။အင်းငါကထိုင်းဆိုနေတခုံးနဲ့ပြန်ပေးမယ်။ငါတို့ထိုင်းအစိုးရကနေတို့မြန်မာစစ်ခွေးတွေလို့ပြည်သူပေါ်ရုပ်မှန်နေလို့လား။အဲ့တခုံးမဲ့ပေးမှာ။ဒိလာတော်တန်နေဆိုတိုင်းမတူဘူးနော်။ကိုကကိုပေါ်စိတ်ပူတီး မြန်မာထိုင်းနိုင်ငံကစစ်တပ်တွေရဲတွေလက်နက်ကင်အဖွဲ့တွေဟာထိုင်းနိုင်ငံသားတွေပေါ့ဘယ်လိုစေတနာထားအုပ်ချုပ်လဲမင်းတို့မြန်မာပြည်ကစစ်ဖွဲ့တွေဟာတိုင်းသူပြည်သူပေါ့ဘယ်လိုအုပ်ချုပ်လဲလက်ကမ္ဘာလုံးတည်တယ်မင်းတို့ကလိုက်ဖုံးနေတာအဲ့အဲ့ဘွားမေးဆောက်ချက်ဘွားမငါပြောတယ်လို့ဟောတခုံးပြမင်းမနေကိုထိုင်းတွေဘောင်းမေးလို့လေသိလားတခုံးမနေကိုပြမင်းမငါတို့ထိုင်းနိုင်ငံထိုင်းနိုင်ငံကအုပ်ချုပ်သူခဏတိတည်းဟာမင်းတို့မြန်မာပြည်ကစစ်ဖွဲ့ခေါင်းဆောင်တွေလို့တိတိုင်းပြည်နဲ့ပြည်သူပေါ့ရုံမှထားလို့လားရုံမှနေလို့လားနော်အဲ့တော့မှတ်တာပြည်သူရွေးချယ်တဲ့အစိုးရလက်ထက်မှာ တဘုံလုပ်လို့ရှိရင်ပြည်သူကအဲ့တဘုံအားပေးမှာမဟုတ်ဘူး။ဒါပေမဲ့နေလို့လို့အာနာယူနဲ့ထက်မှလုပ်တဲ့တဘုံနိုင်ပြည်သူကအားပေးတယ်။အဲ့ဒါတဘောတော့နိုင်ငံတိုင်းရဲ့တက်ရောက်ဖို့ပဲ။နော်။အဲ့တော့ထိုင်းနိုင်ငံမှာအခုလက်ရှိထိုင်းနိုင်ငံအစိုးရသူ့နိုင်ငံသူကောင်းအောင်လုပ်နေတယ်အစိုးရဘူဝါဒနဲ့အမြင်ပြည်သူအခွင့်အရေးအပြည့်အဝနော်ဘယ်လောက်ပြီးပြည့်ဝလဲထောက်ပံ့သေးတော့ပြည့်တယ်ပြည့်တယ်တဝက်ဝင်တဝက်ပဲပေးရတယ်စက်ကစ်တွေတော့လုပ်ပေးတယ်အဲ့လိုလုပ်နေတဲ့အစိုးရတက်ရောက်ကိုထောက်တော်လှန်မယ်ဆိုတဲ့သူကရောလူကောင်းဖြစ်မလားလူဆိုးဖြစ်မလားဟမ်အဲ့တော့လက်ရှိမြန်မာနိုင်ငံအေးချမ်းနေတဲ့ဘိုင်းတီအာနာသိမ့်တယ် အာနာသိန်းအောင်မလုံနဲ့ပါလို့ငင်းကြမ်းစွာဆန္ဒပြတဲ့ပြည်သူကိုနှစ်လပိုင်းတရက်နေမှာအာနာသိန်းကြီးသုံးလပိုင်း29ရက်နေမှာလူ900တပ်လိုက်တယ်။တူလားနေလို့နဲ့ဆောက်ရှိမရှိနှိုင်းရှည်ရဲတယ်။ဟမ်ကိုဆောက်စစ်ကိုမတိတဲ့အောက်ကန်းစားတွေ။အဲ့တော့ထိုင်းနိုင်ငံနဲ့လက်ရှိတော်လိုင်းအင်အားစုဘက်ကိုလှုပ်ချင်တာလှုပ်ကြိုက်တယ်လို့လို့ငါတို့ free လုပ်ပေးတယ်။လှုပ်ပေးကြတာမဟုတ်ဘူး။သူ့ဘောင်နဲ့သူ့စည်းကမ်းနဲ့သူ့လှုပ်ဖွင့်ပေးထားတယ်။တော်လက်နက်ကင်အတွက်လက်နက်ကင်နဲ့လုပ်ငန်းတွေအတွက်ထိုင်းမှာလှုပ်ဖွင့်မဖြစ်ဘူး။ပေးတဲ့ခေါင်းစဉ်မှန်တယ်ဗျ။စစ်ပင်းရှောင်ကိုကိုကြီးထောက်ပံ့မှုလုပ်တာ။ လူတိုင်းစာနာထောက်ထားမှုဆိုင်ရာခေါင်းဆောင်အောက်မှာတို့လက်မခံလို့မရဘူး။သူများနိုင်ငံတွေကဘာဖြစ်လို့လက်မခံလို့မရတာဒီလား။သူများနိုင်ငံအစိုးရတွေကလူကိုလူလိုအုပ်ချုပ်တယ်။လူတယောက်ရဲ့အခွင့်အရေးကိုကာကွယ်ပေးထားတယ်။နော်။မင်းတို့နိုင်ငံမှာလို့ညဘက်ဆိုးကမနဲ့အလောင်းလာဖို့တဲ့တိုင်းပြည်မဟုတ်ဘူး။ဒီလား။တန်ရတန်ရကိုပြောခုဆောက်စင်ကိုတိ။နော်။အဲ့ဒါလည်းမေးစင်ပဲအဲ့ဒါလည်းမေးချင်တာရှိတယ်။အဲ့တော့ကျွန်တော်တို့ကိုချင်းစာပါ။နော်။ကျွန်တော်တို့နိုင်ငံဆိုနိုင်ငံသားတွေကျွန်တော်တို့အေးချမ်းနေချင်ပြီ။တော့ဘောနိုင်ငံတော့တမန်ကြီးတကယ်ထောက်လို့မဲ့သူတွေကိုပတ်တော့စီချင်ပြီအဲ့တော့ဒီကောမရှိတဲ့မှာလည်းမိထားတယ်အဲ့တော့ဒီထိုင်နိုင်ငံထိုင်နိုင်ငံမှာတန်ရောအနေနဲ့လည်းအဲတခုခုပေါ့နော်အတိပေးရပါဖြစ်ဖြစ်အတိပေးရပါဖြစ်ဖြစ်အကြောင်းချတာပေးရပါဖြစ်ဖြစ်ဆောင်ရွက်ပေးပါ ကျောင်းကလက်မခံပါဘူးနော်ကျောင်းကလက်မခံလက်မခံဖြစ်ခံလေနင်းနင်းလက်မခံဘူးကစောက်ကူစိုက်ပါဘူးလက်မခံဖြစ်ခံလိုက်မှနေပါတယ်ကြီးမှာတော့သိလားဟမ်မဲတော့လက်မခံဘူးလေမဟုတ်ဘူးဟာအင်းကြီးကနိုင်ငံဖြစ်ပြီးတော့အင်းကြီးကတော့မပီးတာနိုင်ငံရဲ့လောက်ရတယ်ကျွန်တော်တို့ရှုံချပါလေဖြစ်နိုင်တယ်မဆိုင်ကံပြောကိုစမ်းပြတယ်လေမဲချောချောချောလက်ထိုင်နေမှာလက်ပြလက်ဟမ်လက်ပြတယ်မှာငါဒုက္ခပဲဟမ်ဟုတ်ကောတော့အမြိုင်းလုံးတိုင်းလို့တော့လုံးချရရုပ်ပေါ်နဲ့ပတ်သက်လို့ဆရာညာရှိတယ်ဖြစ်နေတယ်ကိုတော့စမ်းကြကြတယ်။ဒါမှလည်းစင်ရပါ။ဒါကတော့ထိုင်နိုင်ငံရဲ့မကောင်းတဲ့အခြေအနေအကြောင်းညွှန်ပြရဖြစ်ပါတယ်။အဲ့တော့တစ်ချက်ရှိသွားရင်တော့ကြားပြနေပတ်သက်ပြောလဲထိုင်းနိုင်ငံရဲ့မြန်မာနိုင်ငံပေါ်စိတ်ထား။အခုလေ 提物价高的话，你不得不提咯。海南那边也便宜，哎，他就专门的呢，吐蕃那边也吃不惯。哎，那可贵了哦，就买个东西，我销售便宜不咯？人家也买着，人家销售便宜，人家就专门的不提了。我这边买嘞，哎，人家啊，人家那边啊，人家销售便宜，都比这边便宜好几倍。老快的，我晓得都快便宜，反正都得有销售便宜的。对，人家安排蛮不丢。他们家里讲，我销售便宜，俺们都我讲我销售便宜，我多几个，而且比我差了，就方便了。老快的就捡他了。老快的说，哎，他那东贵了，我销售便宜，你说也不贵啊，不贵呢。哎，讲我销售便宜，你捧多了啵？哎，销售便宜，我讲他东贵，就比你多便宜点。因为销售便宜，涨上没有给我嘞，一旦便宜吧哒。不要多嘛，这起码的，都都对了，都不要别了，都管大钱，管大样 ကျွန်တော်အဲ့တော့မှလည်းဘာရင်းတော့ကြည့်ပြီးတော့ဒီထဲမှာမပါလို့တာလေဩဆရာတော်ဖျားကြီးဒီကိစ္စတော်လေးထင်တာပဲပေါ့နော်။ဘာလို့လဲဆိုတော့အလုံးစုံရေးရတာတို့တို့တဏီယာမှာရှိနေတော့ပြီ။အဲသူရဲ့ဒီမနီလေးဒီသားစုတာတာမာရီကိုဆက်တယ်ခွေးရတော့ကိုတော်တော်ကျမကြီးအနေထားရအစမတေတို့မဆက်တယ်ရလားမသိဘူးပေါ့ဒါလေးမှာတော့တွေးမိလိုက်သေးတယ်။ဘာဖြစ်ဖြစ်ပါဆရာဖျားကြီးလုပ်စေချင်ပါလေ။ဆရာဖျားကြီးဟိုမနေ့တည်းကလာလုပ်ပြီးသားတခြားမသိပေမဲ့စိတ်ရင်းနဲ့ကိုဆရာဖျားကြီးလုပ်ညှက်စေချင်ပါလေ။အော်အဲ့ဆရာဖျားကြီးတပါးလုပ်ညှက်စေချင်တာလား။လက်ရှိမင်းအောင်လည်းဖမ်းဖြတ်ထားတဲ့ထောင်ထဲကတန်ခါလေးရောမလုပ်စေချင်ဘူးလား။ဟမ်။အော်အဲ့ဒါကြတော့မလုပ်စေချင်ဘူးပေါ့။ဟုတ်လား။မင်းတို့ရဲ့ဗုဒ္ဓဘာသာကဖုန်ကြီးချင်းတူတောင်ဟိုမတူဘူးပေါ့အဲ့လိုဖက်ချထားတာလား။ဟမ်။ပြည်ရဲ့ဖမ်းတဲ့ အဲဘုံကြီးကြရင်လွတ်စေခြင်းနဲ့နေလို့စစ်တပ်ကဘုံကြီးကြရင်တော့ထောင်ထဲမှာတည်နေတယ်အဲ့လိုလားဟမ်တော်တော်တော့နေတို့ရဲ့စိတ်ဓာတ်တွေကဘယ်လိုပြောမလဲဘလောက်ပဲနေတို့ကပြောနေပြောနေပါစေဒါကြောင့်မို့လို့ကျွန်တော်အခုကျွန်တော်ဆို live ပေါ်မှာစကားပြောတယ်နော်ကျွန်တော်စကားတတ်နေလို့မဟုတ်ဘူးကျွန်တော်ပညာရှိဖြစ်နေလို့မဟုတ်ဘာဖြစ်လို့ကျွန်တော်တိတလောက်ကိုအမှန်တရားပေါ့အခြေခံတယ်ရင်ထဲမှာရှိတဲ့အမြင်အတိုင်းပြောတယ်ဖြစ်စလေအခုတို့တွေဆိုရင်ဒါကျွန်တော်တို့လည်းနော်နိုင်ငံတော်အစိမ့်လောက်နေကျွန်တော်တို့လည်းပုံပြီးတိတိမဲ့ပုံပြီးတိုင်တိုင်ပဲနော်အကျော်ဆုံးဦးတို့ဂျောင်းမိုးမင်းတို့ဒဇင်ဦးတို့စတဲ့ဖြစ်ပေါ့နော် အဲဒါလည်းဆိုရင်ဘယ်နဲ့မှပြောသလိုပေါ့တို့ရဲ့ဆရာကြီးတွေပညာတတ်တွေပေါ့တို့တို့ဟုတ်ကဲ့ကျွန်တော်တို့လည်းပို့တတ်ကြင်တတ်လိမ့်မယ်ဒါဘာဖြစ်လို့တို့စကားတွေကအောက်လိုပဲစားပြန်တိရမဟုတ်တန်းတရားပေါ့အခြေခံလို့ဘလောက်ပဲပညာတတ်နေပါစေဘလောက်ပဲစားတတ်နေပါစေနော်မဟုတ်တန်းတရားပေါ့အခြေခံပြီးရှောက်နှမ်းနေတဲ့လူပြောက်ကဘယ်တော့မှမနှုတ်တော့ဘူးအဲ့ဒါဒိဋ္ဌိကျွန်တော်အကြောင်းအရာတစ်ခုပြောရတယ်တရင်တို့လာပြီကျွန်တော်အဲ့ဒီတိုင်းမထွက်နဲ့ဘာလို့ကျွန်တော်အမြင်ရှင်နဲ့အရှိရှိတိုင်းပဲပြောတယ်မဟုတ်တာကိုအဟုတ်လို့ပြီးပြောတာတခုမှမပါဘူး နော်ပြပါဘူးဘောမတွေဆိုရင်အခုနောက်ပိုင်းမှာကျွန်တော်တီးတဲ့ကိုတိုက်ခိုက်ဖို့အတွက်အကောင့်တူများစွာနဲ့ကျွန်တော်နဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တွေတော့အခုအသင်ခံတယ်ချို့တွေအကောင့်တွေကြတော့ဟိုတစ်တောက်အကောင့်ဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်အကောင့်တွေမတီးကျွန်တော်အကောင့်ကြာမှာအဘွဲစီနေကြတယ်နော်အဲ့လိုကောင်းကျွန်တော်အောက်ကနေဘောမတွေအပလိုမန်းနဲ့ငစီရပါဖြစ်တယ်မလားဟုတ်တယ်မင်းတို့ပြောတဲ့အချိန်မှာငစီရိုင်းတယ်ဟုတ်တယ်ကျွန်တော်ရိုင်းတယ်နော်ဒါပေမဲ့လူတိုင်းကိုကျွန်တော်မရိုင်းဘူးတန်ရတန်ရပဲကျွန်တော်ရိုင်းတယ်နော်ရိုင်းရိုင်းရိုင်းဆိုင်ဆိုင်တုတ်ပြန်တင်တဲ့လူရိုင်းဆိုင်ဆိုင်နဲ့တုတ်ပြန်နော်ကျွန်တော်နဲ့စကားပြောမှုတဲ့လူတိုင်းတိပါလိမ့်လိုက်ကြည့်ပါကိုစီနဲ့စကားပြောတဲ့လူတိုင်းနော်ရိုင်းလားဆိုတော့ ဲ့တော့တန်ရတန်မရမယ်ဆိုတော့စကားကိုကျွန်တော်ပြောတာဒါပေမဲ့ကျွန်တော်ပြောခဲ့တဲ့စကားအဲ့ဒီဘောမိုက်ကန်စီကဘလို့လာပါကိုစီမဟုတ်တာကိုအဟုတ်လုပ်ပြီးလိမ့်လေလီစေပြီးပြောထားရင်အချိန်ရင်းလာပါเนาะဒါပေမဲ့ဒီနေ့ချိန်ထိဘယ်ဘောမှမှာကျွန်တော်ဗီဒီယိုဖိုင်ကိုအစအနေအဆုံး reaction လုပ်ပြီးတော့အခုသူတို့ဘက်ကကျွန်တော် reaction လုပ်တယ်အစအနေအဆုံးသူတို့ပြောထားတဲ့စကားလုံးအခုဆိုဒါဗီဒီယိုဖိုင်များကြည့်ရင်နည်းနည်းအတန်ကိုမြန်ခိုင်းလိုက်သူတို့လုပ်တယ်ဘလို့မလုပ်ဘူးဒါပေမဲ့ကော့ပတ်လေးအာဟိုစကွင်းကထိတ်ဆိုတနေ့ဗီဒီယိုလေးပေါ့နေကျွန်တော်ကျွန်တော်ကြောင့်ဟိုနားလေး तू ပြောချင်တဲ့အပိုင်းတစ်ပိုင်းရောက်ယူလိုက် तू ပြောချင်တာပြောလိုက်ဟမ်ကြည့်အဲ့ဒါသူတို့ရဲ့ စိတ်သက်တို့အစဉ်တန်းနော်ဒါကြောင့်မလို့ယူသားကြပါတိတယ်ယူသားကြပါယူသားသားပဲပြောပြဿနာမရှိဘူးစမ်းစမ်းပြားပြားလာရင်မဖြစ်ဘူးပြဿနာတွေပေါ်တော့အဲ့တော့ဟိုအချက်ကတမားလေးအနေနဲ့လေပြီလို့ရုံမုံနေတာလက်ရှိရုံမုံနေတာချက်ပို့ပြီးတော့အများများစွာသောရုံမုံမှုတွေကိုဟိုလက်ခံရရှိပါနဲ့မဲဟဲ့ညီမဒီမဒီသူအယုံမုံဆုံးအဖွဲ့စည်းကိုအားပေးထောက်ခံနေလို့ရှိရင်နေနဲ့ငါနဲ့နှစ်ယောက်မှာချိန်တော့ရဲလားငါကကြိုက်တယ်လို့ချိန်အကယ်ပြီသူအယုံမုံဆုံးအဖွဲ့ကိုထောက်ခံနေတာဒီနေဖြစ်ရင်ဘယ်လိုချိန်ပေးမလဲဘဝစတာဒီဘဝစပြီးတော့ချိန်ရဲလား တစင်းဘာကြိမ်ရဲနော်ကြိုက်တယ်လို့ချင်းပြီးသူအများစုယုံမုန်းနေတဲ့အကျမ်းဖက်ဓမ္မတွေကိုအားပေးထောက်ခံနေရင်နော်ကြိုက်တယ်လို့ချင်းနော်အဲ့ဒါဖြစ်ပဲဒီအကျမ်းဖက်ဓမ္မဆိုတာလေအစက်နဲ့ဆွဆွဲလို့နေ့ကငါတို့အကျမ်းဖက်ဓမ္မဆွဆွဲလို့နေလဲအကျမ်းဖက်ဓမ္မမဖြစ်တယ်လို့နေ့တော့ငါတို့အကျမ်းဖက်ဓမ္မဆွဆွဲလို့ငါတို့အကျမ်းဖက်ဓမ္မမဖြစ်ဘူးဒါပေမဲ့လောက်ရက်တွေကအဖြစ်ဥပေါ်တယ်ဘာဖြစ်လဲကိုတို့လည်းတော့လည်းအဓိပ္ပာယ်ရှိသေးတယ်အားလုံးကလည်းနောက်ဘက်ကိုလည်းတင်ပြပြန်လဲဆက်မကြည့်ရပါဘူးနော်အဲ့တော့ဆရာတို့ပြားကြီးကအခုတော့ပြီလားမလို့တင်ပြ တဖို့ပေါ့နဲ့တင်စဉ်းစားနိုင်ရင်တော့ချဲပေါက်မှာခေါ်တီးမယ်ဆိုတဲ့ comment တွေပဲတွေ့ကြအောင်မနော်တစင်ဦးတီးပြီးတော့ဖိုင်ကျွန်တော်ယူလာခြင်းအောက်မှာချဲပေါက်ခေါ်တီးမဲ့ကောင်လေးကြီးပဲနော်ကျွန်တော်အဲ့တော့ဒီကောင်လေးကိုကျွန်တော်မေးကြည့်ခြင်းတယ်တစင်ဦးအောက်ထဲမှာတွမ်းမှန်ထားတဲ့ကောင်လေးအင်းနဲ့မင်းတို့ချဲပေါက်ရင်ခေါ်တီးမယ်ဆိုတာကမင်းတို့ချဲဘလောက်ဖိုးပေါက်ရင်ခေါ်တီးမှာလဲအဲ့ဒါလေးမှာထက်မှန် နော်ငါတို့တွေစုဆက်ပြီးတော့မင်းတို့အဲ့ဒီချဲပေါက်တယ်လို့ပဲရအောင်လို့ငါတို့ပေးချင်လို့ပါဘာဖြစ်လို့မင်းတို့ရဲ့ဆန္ဒလေးတွေဖြည့်ဆည်းချင်လို့ပါဗျာနော်ဒဇင်ဦးတွေလည်းမှာဗားတွေကမအားတဲ့အတွက်သူတို့လည်းနည်းနည်းအဆင်ပြေအောင်လို့ပါတိတာအဲ့တော့ချဲပေါက်ကိုပို့ပြီးတော့ဒီကွာချွတ်တဲ့ဒီကွာချွတ်တဲ့ဒီကွာဘာမှမသိဘူးကျွန်တော်တို့တတိယတင်တော့အဲ့ဒီတင်ပြန်ပြီးတော့တက်ဆက်ပေးပါမယ်နောက်ဆုံးရတဲ့တင်ကတော့ကိုဆိုးကတော့မသိဘူးပဲအဲ့တော့ရှောက်သူကတော့ပြောတယ်မသိဘူးသူ Facebook ပေါ်မှာတော့အလုပ်ပြီးတော့ပြောနေချာရှိသူတို့စိတ်ချမှာလေစိတ်ရင်းနဲ့ကတော့စိတ်ချမှာလေလုပ်ပြီးတော့ပြောတဲ့တင်ကအမှန်ဖြစ်စီချမှာလေတော့မှအစိမ်းနေပါတော့ဒီနေ့တန်လျော်ဒီနေ့တော့ကတော့တော့ပါပြီနောက်ဒီမှာလည်းထူချာတဲ့ကြောင့်ရည်နဲ့အတူအဲ့တင်ကြောင့်ရည်မျှဝေးနေပြန်လာပေးပါမယ်ဒီမှာဒဇင်ဦးပါရှင်တော်တော်ကောင်းတဲ့စိတ်ရင်းနော် ပူကြီးနာမည်ဆိုတက်ချက်ကြီးလှကြောလို့ပေါ်တယ်လို့ပဲဟမ်အဲ့စကားကောင်လေးတိကျတယ်ကျွန်တော်လူရှိမှလည်းရှင်းပြအောင်မေးတော့ချို့လေးယောက်ျားလေးဆိုတိင်တိလေတိလားအဲဒီဇင်းအခုစိတ်ရင်းဆိုတာအဲ့ဒါပြောတာပူကြီးနာမည်ဒီဇင်းကပြောတော့ဝတ်တုပြန်ပြောတက်ချက်ကြီးလှကြောတယ်နော်အေးအဲ့ဒါအဲ့ဒီစကားကောင်လေးကိုမတိဘူးဆိုရင်နော်လိုက်လို့ရကြည့်အဲ့ဒါအရင်စိတ်ရင်းကောင်းလားအဲ့လိုပဲစိတ်စေတနာပူလားပူကြီးနာမည်တက်ချက်ကြီးလှကြောတယ်နော်အဲ့ဒီစကားကောင်လေးကြားဖို့ရတယ်လူတွေကြားဖို့မှာပါဟုတ်ကဲ့ရဟိုလူရှိမှပြောလို့မရတဲ့စကားပုံမို့လို့ကျွန်တော်ဘာမှမပြောတော့ပါဘူးအဲ့တော့ဒီဇင်းကပဲတွမ်းမိကြည့်တိကျနေတယ်လို့တိလားကိုစီပြောတဲ့ဘုံကြီးနာမည်တက်ချက်ကြီးလှကြောဆိုတော့ဘာလဲဆိုတော့ဒီဇင်းကမေးကြည့်လိုက်တိလားနော်